်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွှေတောင်ရံနဲ့တာပေါင်းမြို့နယ်အစက်မှာတိုက်ပွဲပြင်းထန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အေအဝတီတိုင်းတဲကရွှေတောင်ရံနဲ့တာပေါင်းမြို့နယ်အစက်မှာစစ်တပ်နဲ့အာရကတ်တပ်တော်အေအေတိုက်ပွဲတွေပြင်းထန်နေပါတယ်ရွှေတောင်ရံမြို့နယ်တဲကမကြီးစင်ရွာနဲ့တာပေါင်းမြို့နယ်တဲကတဲဖြူရွာဘက်မှာတိုက်ပွဲတွေဖြစ်နေတာလို့ဒေသခံတွေကပြောပါတယ်အရင်ရက်ကလက်နက်ကြီးပစ်တံတွေကြားရတယ်အခုရက်ထဲမှာပိုဆိုးလာပါတယ် ဖဲပြူနဲ့မကြီးစင်ဘက်မှာတိုက်ပွဲပြင်းထန်နေတာပါလို့တာပေါင်းမြို့ကန်တအူးကပြောပါတယ်။ရွှေတောင်ရံတာပေါင်းနဲ့ရခိုင်ပြည်နယ်ကကွားမြို့နယ်ဟာဆက်ဆက်နေပါတယ်။2024ဒီဇင်ဘာလကကွားမြို့ကိုအေအေကသိမ်းယူပြီးတဲ့နောက်ပိုင်းမှာလည်းရွှေတောင်ရံတာပေါင်းနဲ့ကွားမြို့နယ်ဆက်ဆက်နေရာတွေမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ရွှေတောင်ရံမြို့နယ်ထဲမှာဆိုရင်2025ခုနှစ်ဇန်နဝါရီလတည်းမှာတိုက်ပွဲတွေပြင်းထန်ဆုံးဖြစ်ခဲ့ပြီးဘောမီနယ်မကြီးစင်ဘက်ကိုအေအေနဲ့ပူးပေါင်းတပ်တွေကထိန်းချုပ်ခဲ့ပါတယ်။ ။အင်ဂျင်လေးရကျော်ရှိတဲ့ပေါ်မိရွာကိုစစ်တပ်ကလေကြောင်းကနေဘုံချေဖြတ်စီခဲ့ပါတယ်။ဒေသခံတချို့လည်းတိုက်ဆုံမှုတွေရှိခဲ့ပါတယ်။လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာပါပေါင်းမြို့နယ်မှာပြီးခဲ့တဲ့အောက်တိုဘာလကစတင်ခဲ့ပြီးတိုက်ပွဲဧရိယာကျယ်ပြန့်လာတဲ့သဘောဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။တာပေါင်းမြို့နယ်တာပေါင်းကလေးရွာပတ်ဝန်းကျင်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့အေအေကနိုဝင်ဘာလ17ရက်နေ့ညပိုင်းမှာသတင်းထုတ်ပြန်ခဲ့ပြီးနောက်ဆက်တွဲအခြေအနေကိုမထုတ်ပြန်သေးပါဘူး။ အဲ့ဒီတိုက်ပွဲတွေမှာတပ်မ66လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ခမရလီခမရ9ခမရ6ခမရ10ခလရ35ခလရ80နဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ခလရ63ခလရ281တို့ရှိနေတယ်လို့အေအေထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်တာပေါင်းမြို့နယ်ကတိုက်ပွဲတွေမှာစစ်တပ်ကဖုံမှုအဆင့်အများကြီးအချို့အပါဝင်တပ်ဖွဲ့ဝင်အများအပြားထိခိုက်ဒေဆုံးနာတွေရှိနေတယ်လို့သတင်းရရှိပါရတယ်။ဒါပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးမှုတွေရှိနေတဲ့အပြင် ဖမ်းမိတာတွေအလင်းဝင်တာတွေရှိနေတယ်လို့သိရပါတယ်။ဆက်လက်ပြီးမြန်မာဘက်မှာတိုက်ပွဲတွေပြင်းထန်နေချိန်နယ်စပ်လုံခြုံရေးကိုပုံမအယုံစိုက်သွားမယ်လို့ထိုင်းစစ်တပ်ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြန်မာဘက်မှာတိုက်ပွဲတွေပြင်းထန်နေချိန်နိုင်ငံရဲ့နယ်စပ်ကိုခိုင်ခိုင်မာမာကာကွယ်စောင့်ရှောက်သွားမယ်လို့ထိုင်းစစ်တပ်ကပြောပါတယ်။ထိုင်းစစ်တပ်အမှတ်3စစ်ဒေသဦးစီးဌာနကမြန်မာနိုင်ငံရဲ့ကရင်ပြည်နယ်နဲ့နယ်နိမိတ်ထိဆက်ရာ ထိုင်းနယ်စပ်တလျှောက်မှာလုံခြုံရေးပုံမှုဖြစ်တင်ပြီးကာကွယ်ရေးစီမံတွေမြင့်တင်ထားမယ်လို့ဒေသခံတွေစီပြောကြားခဲ့ပါတယ်။နယ်စပ်စီးနဲ့1ကီလိုမီတာလောက်အကွာမြဝတီမြို့နယ်ထဲမှာတော့နိုဝင်ဘာ22ရက်နေ့ကစလို့စစ်တပ်နဲ့ခရင်တိုင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအပြင်းအထန်တိုက်ပွဲဖြစ်နေပါတယ်။ထိုင်းနိုင်ငံရဲ့ dash ပြည်နယ်တွေကမင်းဆောက်ခရိုင်ဒေသခံတွေကတော့နေဆက်တစ်ဖက်ချမ်းကစီရေးပဋိပက္ခတွေကူးဆက်လာမှာကိုစိုးရိမ်နေကြပါတယ်။ထိုင်းသတင်းဌာနဘန်ကောက်ပို့စ်ရင်ဖော်ပြမှုမှာတော့ မြောက်ပြည်မြို့နယ်တဲကမင်းလက်ပံကြီးရွာတဝိုက်မှာကရင်မျိုးသားအစည်းအရုံး KNU တမဟာ6ဦးဆောင်တဲ့တော်လန်ရေးအင်အားစုတွေနဲ့အာနာသိန်း7ရဲ့အမှတ်22စစ်စင်ရေးကုတ်ကဲမှုဌာနကြုံလက်အောက်ခံတပ်တွေထိုက်ပွဲဖြစ်နေတာလို့ဖော်ရှိခဲ့ပါတယ်။မင်းလက်ပံဟာနေဆက်ကြီးရွာတစ်ခုဖြစ်ပြီးမဲဆောက်ခရိုင်တွေကမဲခိုကင်ကြီးရွာနဲ့တောင်ရင်မြစ်ချပြီးတည်ရှိပါတယ်။မြန်မာဘက်ကတိုက်ပွဲတွေအတွင်းလမ်းကြောင်းချော့ပြီးကြားရောက်လာတဲ့လက်နက်ကြီးကြီးတစ်ခုကမဲခိုကင်းရွာတွေကိုခြောက်ရောက်ခဲ့ပြီးအိမ်လေးလုံးနဲ့ပစ်ကတ်ကားတစ်စီးကိုအနေချင်းပြက်စီးစေခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်မှာထိခိုက်ဒဏ်ရာရရှိတဲ့သူမရှိခဲ့ပေမဲ့ဒေသခံတွေကြားစိုးရိမ်မှုတွေမြင့်တက်လာခဲ့ပါတယ်။ထိုင်းရဲ့အမတ်သုံးစစ်တေသဦးစီးအရာရှိဒုတိယဖွဲ့ချုပ်ကြီးဟိုရာတပ်ဖွဲ့ညာနဲ့ဒေသခံတွေကြားဆောင်လုံးချုပ်ရေးယူနစ်ဖြစ်တဲ့နာရက်ဆွန်တပ်ဖွဲ့ကောင်းဆောင်ဗိုလ်ချုပ်မိုင်းထရီချူပရီချာတို့ဟာနိုဝင်ဘာ23ရက်နေ့ကမဲကိုကင်းရွာတဲ့ထီသွားရောက်ပြီးလက်နက်ကြီးထိမှန်တဲ့နေရာတစ်ဝိုက်ကိုစစ်ဆေးခဲ့တယ်လို့ နေဆက်လုံခြုံရေးအစီအမံတွေတိုးမြင့်ပေးထားမယ့်အကြောင်းရွာသားတွေစီအမခံခဲ့ကြပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးဘုညာကမြန်မာဘက်ကတိုက်ပွဲတွေကြောင့်ထိုင်းမှာကြီးကြတာရပ်ပိုင်းအတွင်းဒုတိယအကြိမ်ဖြစ်လာတာကြောင့်စိုးရိမ်တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။နိုဝင်ဘာ23ရက်နေ့ထိအခြေအနေရ KNU ဟာမင်းလက်ပံရွာကိုထိန်းချုပ်ထားစေလို့ဘန်ကောက်ပို့စ်သတင်းစာကဖော်ပြထားပါတယ်။ဆက်လက်ပြီးခေဦးတိုက်ပွဲမှာစစ်တပ်နဲ့ဖြူစစ်ကြောင်းပြက်အောင်အတိုက်ခံရပြန်တဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းခင်ဦးမြို့နယ်မှာစစ်တပ်နှင့်တင်ငန်းဝက်ဝါသဘွားရဲ့ပြူစောတိတွေဖူပေါင်းထားတဲ့စစ်ကြောင်းဖွဲ့စည်းပုံပြတ်တဲ့အထိထိုက်ခိုက်ခံရပြီးသေဆုံးသူများကလက်နက်တွေအများပြားသိမ်းရခဲ့တယ်လို့ဒေသခံစစ်ရေးတရင်ရင်းမြစ်တွေကပြောပါရယ်။ဒီကနေ့နိုဝင်ဘာ23ရက်မနက်ပိုင်းကခင်ဦးမြို့နယ်မုံလှရွာကနေကလုံရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား300ဝန်းကျင်ပါတယ်။စစ်ကောင်စီတပ်ကကာကွယ်ရေးတပ်တွေကြားဖြတ်ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါရယ်။ကမ်းမလူကနေတိုးလာတဲ့စစ်ကြောင်းပိတ်တော်တော်အသေးဆုံးရှိတယ်။တနက်အလက်80လောက်ရှာထားတယ်။ စစ်ကြောင်းဖွဲ့စည်းပုံပြတ်တဲ့အထိဖြစ်သွားတဲ့ပေါ်လို့ကပ်ဘလူခရိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တအုပ်ကသတင်းဌာနကိုပြောပါရယ်အခြားတော်လန်ရေးတပ်ဖွဲ့ဝင်တအုပ်ကလည်းပွဲကနေတာဝါသဘစစ်ကြောင်းတော်တော်ထိထားတယ်သူတို့ထိတော့စစ်တပ်ကိုလေးချောင်းပြစ်ကူလှန်တောင်းနေညနေကဂျက်ဖိုက်တာနဲ့လာပြတ်သွားတယ်အထီးကိုင်းမရှိပါလို့ပြောပါရယ်တော်လိုင်းရင်အားစုတွေနဲ့စစ်တပ်ပူးပေါင်းစစ်ကြောင်းတောင်းတိုက်ပွဲဟာအတော်ကြာဖြစ်ပြီးစစ်ကောင်စီတပ်ကအထိနာခဲ့ပြီး တိုက်ဆုံသူတွေဒဏ်ရာရသူတွေများတယ်လို့လည်းခင်ဦးမျိုးနယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတတိပေးပါရယ်။တကြောင်လုံးပြုတ်မာလာလေးစူတောင်းနေပါရယ်။ညနေပိုင်းကဂျက်ဖိုက်တာပြစ်ခဲ့တာလေးတော့ရှိတာပေါ့။ကနဦးတော့စိုးရိမ်စရာမရှိဘူးလို့ကြားရတယ်လို့ခင်ဦးမျိုးနယ်သတင်းပြန်ကြားရေးအဖွဲ့က၎င်းတို့လူမှုကွန်ရက်မှာဖော်ပြထားပါရယ်။စစ်ကောင်စီဝါရဖြန့်သူတွေကခင်ဦးနယ်ကလုံအနီးတိုက်ပွဲဖြစ်ပွားနေပြီးကံဘလူတောင်ကျန်းနဲ့ခင်ဦးနယ်ရှိရန်သူတီနေရများအင်အားများကိုအကုန်ပို့ထားပြီးပြီလို့ဒီကနေ့နေ့လယ်၃နာရီဝန်းကျင်က Telegram channel တွေမှာရေးသားထားတာတွေ့ရပါရယ်။ မကြခင်သက်ဆိုင်ရာကနေထုတ်ပြန်ပါလိမ့်မယ်လို့ကံဘလူခင်ဦးကဝယ်ရေးတပ်ဖွဲ့ဝင်တအူးကပြောပါရယ်ဒေတာရင်းတော်လရေးသတင်းတွေကိုဖော်ပြနေတဲ့ Infinity Group Facebook လူမှုကွန်ရက်စာမျက်နှာကလည်းဝါသဝစစ်ကြောင်းကခင်ဦးမျိုးနဲ့ဒီအလူအတန်းရရောနေတယ်လို့ထုတ်ပြန်ထားပါရယ်နိုဝင်ဘာလ12ရက်နေ့ကလည်းကံဘလူမျိုးနဲ့ကာဘိုးရွာကနေရင်းတိုက်ရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့တပ်မ33လက်အောက်ခံ တပ်ရင်းတွေနဲ့ပြူစော်တီအင်အား၁၀၀နှစ်ဦးပါစစ်ကောင်စီတပ်ဂျားပြတ်တိုက်ခိုက်ခဲ့ရပြီးအရှင်15ဦးနဲ့တေဆုံးသူ90ဝန်းကျင်ရှိခဲ့တယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်။အဲ့ဒီတိုက်ပွဲမှာ MA တနက်တွေ G3 drone gun နဲ့ကာပိုင်တွေအပါအဝင်လက်နက်မျိုးစုံ20ခန်းနဲ့ခဲယမ်းတွေတင်စီရရှိခဲ့ပါတယ်။ ိုဝင်ဘာလဇန်ခါစလို့ကံဘလူခင်ဦးအဆက်ကိုစစ်တပ်နဲ့နေမိကန်ပြူစောတိပူပေါင်းပြီးအင်အား300ဝန်းကျင်နဲ့ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။စစ်ကြောင်းတွေဖြန့်တဲ့ကံဘလူခင်ဦးအဆက်ကရွာတွေကစစ်တပ်နဲ့ပြူစောတိတွေပူပေါင်းပြီးအထိုင်ကျတက်ဆွဲထားတဲ့ကာကိုရွာအောင်တာယာရွာတွေနဲ့နှစ်မိုင်ကနေသုံးမိုင်ဝန်းကျင်ပဲဝေးတာကြောင့်လမ်းဘက်ဆက်သွယ်ရေးအရာရောနေမီပြန်ဆိုးမှုရေးအတွက်ပါစစ်တပ်ကလုပ်နေတာလို့စကိုင်းတိုင်းအထက်ပိုင်းစစ်ရေးတရင်ရှိမြစ်တချို့ကသုံးသပ်ပါတယ်။ ဆက်လက်ပြီးမင်္ဂလာတုံတွင်ပွဲစားဆိုသူကចောင်းသားနှစ်ဦးအမျိုးသားတအုပ်ကိုအလုရမယ်ဆိုကစစ်တပ်ထဲရောင်းစားတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရန်ကုန်တိုင်းမင်္ဂလာတုံမြို့နယ်မှာចောင်းသားတွေအပါအဝင်လူငယ်အမျိုးသား၃ယောက်ကိုပွဲစားဆိုသူကအလုရမယ်ဆိုပြီးအကြံဖတ်စစ်တပ်ထံလိမ့်လျက်ရောင်းစားခဲ့ကြောင်းရန်ကုန်စတောင်းနဝက်တာဝန်ရှိသူကသတင်းဌာနကိုပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာလ27ရက်နေ့ကမင်္ဂလာတုံမြို့နယ်ကုန်းတလက်ပေါင်းကြီးရွာအလဲပိုင်းမှာနေထိုင်တဲ့စေကျော်သက်ចောင်းသား၂ယောက်နဲ့အသက်20အရွယ်အမျိုးသား၁ယောက်ဟာပွဲစားဆိုသူချင်းဆိုတဲ့ ဝါယာလက်ရက်ကွက်ကိုသွားရောက်ရင်မိသားစုနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့သိရပါဗျ။နောက်တနေ့နိုဝင်ဘာလ22ရက်နေ့မှာတော့အဲ့ဒီလူငယ်တွေကမိသားစုတွေစီအတီးတီးအဆက်အသွယ်လုပ်ရင်သူတို့ကိုပွဲစားဆိုသူကပကိုးတိုင်းတောင်ကုန်းမြို့ကစစ်တပ်စခန်းတစ်ခုစီရောင်းစားလိုက်ကြောင်းအတီးပေးပြောကြားခဲ့ပါတယ်။လူငယ်တွေရောက်ရှိသွားတဲ့စစ်အုပ်စုတရင်ဘက်ကတော့အသက်20အရွယ်အမျိုးသားကိုပြန်လွှတ်မပေးကြောင်းနဲ့ចောင်းသားလူငယ်တွေကိုတော့တယောက်ကိုငွေကျပ်3000နဲ့ပြန်ရွေးနိုင်ကြောင်းမိသားစုတွေစီအတီးပေးခဲ့တယ်လို့ရန်ကုန်စောင်းနှက်ဝက်တာဝန်ရှိသူကပြောဆိုပါတယ်။ ပါသွားတဲ့လူတွေတဲ့အသက်20နှစ်ဝန်းကျင်လူငယ်ကကလေးတယောက်ပြီလို့သိရပါဗျ။သူတို့မိသားစုကအကြောင်းသားနှစ်ယောက်ရဲ့မိသားစုတွေကချိုးတဲ့ကြပါဗျ။တအိမ်ဆိုတန်အိုးတန်ကွက်တွေလိုက်ဝဲပြီးအသက်မွေးနေကြရလို့ပြောပါရယ်လောလောဆယ်တော့ဒီလောက်ပဲတည်ရပါသေးတယ်လို့ရန်ကုန်စကောက်နက်ဝက်တာဝန်ရှိသူကသတင်းဌာနကိုပြောပါရယ် လက်ရှိမှာအကြံဖက်စေအုပ်စုကရန်ကုန်မြို့တွင်ပေါ်တာဆွဲဖန်စီတာတွေကိုစိုးစိုးရွားရွားပြန်လည်လှုပ်ဆောင်လာပြီးစေတနံတွေစီချက်ချင်းပို့ဆောင်နေတာဖြစ်ပါတယ်။ဒီလိုလှုပ်ဆောင်ရမှာလူငယ်တွေကိုအလို့အကန့်ခွင့်လန်းတွေ၊မူရစီဝါ၊တိတစားစတဲ့ညီလန်းတွေပါတုံးပြီးခေါ်ဆောင်တက်ကြောင်တည်ရပါတယ်။အလုံးနဲ့မျှခေါ်ပြီးစစ်မှုတန်းတွေထည့်နေတာတွေခဏခဏတွေ့နေရတာမို့အလုံးနဲ့ချိတ်ဆက်ကြတဲ့အခါတေချာစီစစ်ကြဖို့သတိပေးချင်ပါတယ်။ဒါအပြင်မူရစီနဲ့ခေါ်ရာတွေကောင်ပြိတစားတွေနဲ့ကော မီးမျိုးစုံနဲ့ရှိနေလို့လူငယ်တွေအနေနဲ့ဒီအချိန်မှာဘသူကိုမှအယုံမလွယ်သင့်တော့ပါဘူးလို့ရန်ကုန်စကောက်နဝက်တာဝန်ရှိသူကသတင်းဌာနကိုပြောပါရယ်။တလာကိုစစ်မှုတန်းအရေးအတွက်လူ9000ပြည့်မြောက်စေအုပ်စုကသတ်မှတ်ထားသလိုစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကလည်းရှေ့တန်းစစ်မြေပြင်မှာအသေးအပြောက်များနေတာကြောင့်စစ်တပ်လက်ပါစီတွေကလူအယောင်ဖွဲ့နဲ့ပြန်ပြီးဆွဲငွေညစ်တာတွေစိုးစိုးရွာရွာလှောက်ဆောင်နေတာဖြစ်ပါရယ်။ဂျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။